ငယ်မင်္ဂလာပါမျိုးတို့ရေဒီကနေ့ကတော့เนาะကီးထိတ်ကကျွန်တော်တို့ကီးဖြစ်သွားတယ်เนาะအဲဒီမှာကီးကတော့ညာမနကောဆွဲသွားခဲ့တယ်ပရိမာကျွန်တော်ဖောင်းဖြစ်သွားတယ်အဲ့တော့ကျွန်တော်တို့ဒီကနေ့ထုတ်ထားတဲ့အွက်တရားမအောင်မြင်ခဲ့ပါဘူးเนาะအဲ့မှာကီးကိုယူကစားတဲ့လူတွေတော့တော်လေးအဆင်ပြေကြမှာပါเนาะကဲအဲ့နောက်ပြီးတော့ထွက်ပြီးသားပြန်ထွက်တော့ကျွန်တော်တို့မှလည်းကြိုးကြောင်နေဖြစ်သွားရဲပေါ့ဟုတ်လားဒါတော့ကျွန်တော်တို့ training လေးပဲစားလိုက်ကြအောင်เนาะ တွက်နီးလေးပေါ့နော်တွင်ရာကီးတွက်နီးလေးကီးတွက်နီးလေးကတော့တကယ်လို့မားတဲ့ကီးတွက်နီးလေးပဲဖြစ်ပါတယ်အဲ့ဒါလေးကိုတွက်မယ်ဆိုရင်ကျွန်တော်6926ကစားပါမယ်6926333 DC 46 DC 46ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့မှာကျွန်တော်တို့ကျွန်တော်ရှိမှာကစားနေတွေတော်တော်များများတော့ခုနပြောကီးတို့ထိတ်တို့ဗရိတ်တို့ပဲတို့အများသောအားဖြင့်အမာယူကစားကြတာအများရယ်နော်အဲ့ဒါကြီးအဲ့တော့ ကိုယ့်ရဲ့ဟိုဟာဝမ်းကြီးနေနဲ့ကပ်ကစားတယ်ဒီမှာတော်တော်အောင်မြင်မှုရကြရပါတော့။ကဲအဲ့တော့ကျွန်တော်ဒီမှာငားနဲ့တင်းနဲ့ပေါင်း6ပါးတွေဒီ6နဲ့ထပ်ပေါင်းတော့2ပါးတဲ့2 2ရဲ့နှက်ခက်4ရဲ့ပါဝါကို2 4ကိုဆိုတော့အကြီးဆုံးလုံးဒီပင်မှာရပါတယ်တဲ့။အဲ့နှစ်လေးကိုကြည့်ကြည်ရဒီပင်မကျွန်တော်တို့ထွက်ရမယ်ကြီးပဲဖြစ်ပါတယ်ဗျာကဲအဲ့တော့ကျွန်တော်ထွက်မထွက်ကြည့်ရအောင်ဒီနည်းလေးတွေကတော့ ။အိုးရှေ့အစင်စင်စက်ဒီမှာတအားမှန်လာခဲ့ပြီပါဒါပေမဲ့ဂျားလက်ကောင်မတပင်တော့ပြတ်တာရှိပါတယ်။ကြည့်ရတော့ကြည့်လိုက်ရအောင်39 9မှာကျွန်တော်တို့ကိုတလုံးထိပါပြီးတော့66တဲ့66မှာတော့မအောင်ခဲ့ပါအောင်ဗျ။ဟမ်ပါလေ ုံညာကိုမှာကျွန်တော်တို့အောင်ပြီ6 6မှာတော့မအောင်ခဲ့ပါအောင်ပြကဲနောက်တစ်ပြင်တော့တွတ်ပါမယ်ဆုံညာ2 9 9 3ညာ2 9 9 6 3 9 6 3 9နေ6395ခွန်ခွန်၄ခွန်ဆိုပြီးဒီလိုမျိုးကျွန်တော်ထွက်တာပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်တွက်မယ်ဆိုရင်ဒီ2နဲ့ဒီ3နဲ့ပေါင်း5 5နဲ့ခွန်နဲ့ပေါင်းတော့2ပါပဲတဲ့2 2ရဲ့နောက်ခက်က4 4ရဲ့ပါဝါ9 နှစ်လေးကိုကျော်လေကြီးသုံးလုံးဒီပင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာတွေထွက်သွားသလဲဆိုတဲ့အခါကျတော့ကိုငါတဲ့ကိုငါမှာကိုတလုံးထိပ်ပြီးအောင်ခဲ့သလို3နှစ်တဲ့3နှစ်မှာလဲနှစ်တလုံးထိပ်ပြီးတော့ညာရောမနဲ့ကောအောင်ခဲ့ပါတယ်ဗျဒီ20လေးတွေကတော့ညမနဲ့တွေကများတယ်ဒါပေမဲ့ပြတ်ထားတာကတော့ကြားမှာတပင်းရှိတယ်เนาะပြတ်ထားတာရှိလို့မကြိုက်ဘူးဆိုရင်လည်းသဘောပါပဲเนาะအဲ့တော့3ည3 6 6 1ပြတ်ထားတော့ဒီအပင်ပါဗျเนาะခွန်ရှိ သေးတဲ့ဒါကျွန်တော်ကပြက်တယ်ပြက်တဲ့ဟာကိုထည့်ပြမှာပဲเนาะဒါကျွန်တော်လူကြီးလူကောင်းတွေအကုန်သိတယ်ဟုတ်လားဒါပေမဲ့ဟိုဒီလိုတွက်ပြဒီလိုပြမှာလဲဩပြက်ပြီမဲ့လဲငါတို့ဒီ20လေးရနောက်ပင်နေနောက်ပင်နေကြကစားလို့ရတယ်ဟာဆိုပြီးတော့အားရှိအောင်လို့ပေါ့เนาะအဲ့တော့ဒီမှာ၄နဲ့3နဲ့ပေါင်းတော့ခွန်9နဲ့8နဲ့ပေါင်းတော့9ပါတဲ့ငါ9ရဲ့နှစ်ခါက3 3ရဲ့ပါဝါရှင်း9 3 8ဆိုတဲ့ကီ3လုံးကဒီပင်မှာထွက်မသွားခဲ့ပါဘူးဘာလို့ထွက်သွားတယ်လဲဆိုတဲ့အခါကျတော့2 6တဲ့ 3ည4တဲ့နော်2 6နဲ့3ည4ဆိုပြီးထွက်သွားရဲ့အတွက်ကျွန်တော်တို့မအောင်မြင်ခဲ့ပါအောင်ကြာကဲနောက်တစ်ပြင်ကိုအဲ့တော့မအောင်မြင်ခဲ့တဲ့နေရာဆက်ပြီးအောင်မြင်လာဆက်ကြည့်ရအောင်နော်ကို3083 63 63 6162 6162 6162 9210ဆိုပြီးတော့ကျွန်တော်တို့ဒီလိုမျိုးထွက်ထားပါတယ်အဲ့ဒါကိုတွက်မယ်ဆိုရင်ဒီ3ည6နဲ့ပေါင်းတော့6 ုံး9ပေါင်းတော့3ပါတဲ့3 3ရဲ့နှစ်ခက်က9 9ရဲ့ပါဝါ3ည3 9 3ညဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့ဒီမှာကျွန်တော်တို့ဘာထွက်သွားသလဲဆိုတဲ့အခါကျတော့6ရှစ်တဲ့မအောင်ပါဘူး3ဟော3 3ဆိုပြီးအဲ့မှာကျွန်တော်တို့3တလုံးထိပြီးပြန်လဲအောင်မြင်လာတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲနောက်ပြီးတော့တွေ့ပါမယ်ည3 6 3ည3 6 3 5 3 6 9 3 6 3968ဆိုတော့ထွက်တာတော့ကျွန်တော်တွေ့ရမှာဖြစ်ပါတယ်အဲ့ဒါကိုတွေ့မှာဖြစ်ပါတယ်အဲ့ဒါကိုတွေ့မှာဖြစ်ပါတယ်အဲ့ဒါကိုတွေ့မှာဆိုရင်3နဲ့3နဲ့ပေါင်းတော့6 6နဲ့8နဲ့ပေါင်းတော့4ပါတဲ့4ရဲ့နှက်ခက်က2 2ရဲ့ပါဝါခွန်4နှစ်ခွန်ဆိုတဲ့ကီးသုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့အဲ့မှာကျွန်တော်တို့ဘာကြီးထွက်သွားလဲဆိုတဲ့အခါကျတော့ခွန်4တဲ့ဟောခွန်4မှာခွန်ရော4ရော ठी ပြအခွေနည်းနည်းထွက်သွားပါတယ်395တဲ့395မှာတော့ကျွန်တော်တို့မအောင်ခဲ့ပါဘူးဗျာ ကဲနောက်တစ်ပြင်တော့တွေ့ပါမယ်တုံးတုံးညာဆိုပြီးဒီလိုမျိုးမနေ့ပိုင်းထွက်ပြီးညနေပိုင်းမှာကျွန်တော်တို့မထွက်ခဲ့ပါဘူး၄တုံးညာ၉တုံးညာ၄တုံးညာ၉တုံးညာတုံးတုံးညာ၂တိတုံးတုံးညာ၂တိဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ်အဲ့ဒါကိုတွေ့မယ်ဆိုရင်ဒီ၉နဲ့၃ညာနဲ့ပေါင်းတော့၉တင်းနဲ့ပေါင်းတော့တုံညာတဲ့တုံညာရဲ့နှစ်ခါကခွန်ခွန်ရဲ့ပါဝါနှစ်တုံညာခွန်နှစ်ဆိုတဲ့ကီးသုံးလုံးဒီအပြင်မှာထွက်ရမယ်တဲ့ကဲထွက်လားမထွက်လားကြည့်ကြရအောင် ခွန်နဲ့6ခွန်မှာကျွန်တော်တို့ခွန်တလုံးထိပ်ပြီးအောင်ခဲ့ပါတယ်9နှစ်9နှစ်တကောနှစ်မှာလည်းနှစ်တလုံးထိပ်ပြီးတော့ညာရောမနေ့ကောထပ်အောင်လာတာကို တွေ့ရမှာဖြစ်ပါတယ်ဒီကောင်ကများတော့အပြင်ညာမနေ့ထွက်တာကြီးများရယ်နော်ဆက်ကြည့်မယ်နော်ညာမနေ့ပဲနေချိန်ထပ်ထွက်သေးတယ်ဆိုတာ၄3 4 4 6 5 6 6 5 6 7 9 7 9 4 6 7 9 4 6 7 9 4ဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထွက်ထားပါတယ် အဲ့ဒါကိုကျွန်တော်တို့တွက်မယ်ဆိုရင်3နဲ့1နဲ့ပေါင်းတော့4 4နဲ့4နဲ့ပေါင်းတော့8ပါတဲ့နော်8 8ရဲ့နှစ်ခက်က1 1ရဲ့ပါဝါ6 8 6ဆိုတော့ကီး3လုံးဒီအပြင်မှာထွက်ရမယ်တဲ့အဲ့ဒါကိုထွက်မထွက်ကျွန်တော်တို့ကြည့်လိုက်ရအောင်8ဩ8တဟော8 8မှာ8ကော8ကောထိပြီးအခွေအနေနဲ့ထွက်သွားသလို8 4တဲ့8 4မှာလဲကျွန်တော်8တလုံးထိပြီးတော့ညာအောင်မနဲ့ကောထပ်အောင်မြန်ပါတယ်ဗျနော်အခုဆိုရင်ပြက်ပြီးမှညာအောင်မနဲ့ကိုထအောင်တော့နှစ်ကြိမ်ရှိသွားပါပြီနောက်တစ်ပြင်တွက်ပါမယ် ရှင်ငါ၅နှစ်ရှင်ရှင်၆နှစ်ရှင်ရှင်၆နှစ်လေးတုံညာတုံညာတုံညာဆိုပြီးဒီလိုမျိုးကျွန်တော်တို့ထပ်ထားပါတယ်အဲ့ဒါတက်မဲ့ဆိုရင်၅နဲ့၆နဲ့ပေါင်းတော့၁၁နဲ့တုံညာနဲ့ပေါင်းတော့လည်း၁ပါပဲတဲ့၁ရဲ့နှစ်ခါက၈ရှင်ရဲ့ပါဝါ၃၁၈၃ဆိုတဲ့ကြည့်သုံးလုံးဒီပြင်မှာထွက်ရမယ်တဲ့ကဲထွက်ကြလားကြည့်တရအောင်၁၅တင်ငားတင်ငားမှာကျွန်တော်တို့တတုံးထိပ်ပြီးအောင်ခဲ့ပါတယ်ရှင်ရှင် ရှစ်ချောက်တယ်ရှစ်ချောက်မှာလည်းရှစ်တလုံးထိပြီးညအောင်မနဲ့ကောထက်အောင်မြင်ပါလေဗျနော်မြင်နေနော်ညမနဲ့ကလေးတွေတော်တော်များများအောင်တဲ့ဟာလေးပါဗျကဲအဲ့တော့ကျွန်တော်တို့ဗိုလ်လူနေတဲ့တွေ့လိုက်ရအောင်6 9 3 5 3 6 5 3 6 5 3 5ငါ၄၅၆ဆိုပြီးဒီလိုမျိုးထွက်တာပါလေအဲ့နာမှာကျွန်တော်တို့ဟိုဒီကျွန်တော်ခါတိုင်းပေးနေကြထိုက်စီပဲ ဟိုအပြင်ကိုနောက်ထပ်ကျွန်တော်တို့ဒီလို၅ထိတ်၅ထိတ်ဒီလို ထိတ်နှစ်ခုတူရင်939ဆိုတဲ့ကထိတ်ဖြစ်ဖြစ်မဖြစ်ကြီးဖြစ်နေကျွန်တော်တို့ထိခဲ့တာအများကြီးရှိခဲ့တာကိုလည်းအမျိုးတို့လူဟောင်းတွေသိပါတယ်เนาะအဲ့ဒါလေးရှိပါတယ်တတိထားပါเนาะ အဲ့တော့ကျွန်တော်တို့ဒီ93ခုံပဲကစားကစားကျွန်တော်ဒီကနေ့ပြိမဲ့ထိတ်ကိုပဲကစားကစားကြိုက်နှစ်တရာကိုယူစားနော်ဒါကျွန်တော်ကစားခြင်းတဲ့လူတွေအတွက်ကိုကျွန်တော်သတိပေးတာကိုနဲ့တင်းနဲ့ပေါင်းတော့3ည3ည6နဲ့ပေါင်းတော့6ဟုတ်တယ်6ရဲ့နှစ်ခက်က6ကိုရဲ့ပါဝါ4 6 6 4ဆိုတဲ့ကီး3လုံးဒီပြိမဲ့ထွက်ရမယ်တကယ်အဲ့ဒါဆိုရင်ကျွန်တော်တို့ကီးထိတ်ကလေးစဉ်းစားလိုက်ရအောင်ကီးထိတ်ကီးထိတ်ကဒီကနေ့ကီးထိတ်ကတော့ကျွန်တော်ကီးဖြစ်နေပဲအောင်ခဲ့တယ်နော်အဲ့ မနေ့ဖန်ကကီထိတ်က6 6 7ပါတဲ့နော်ကီယိုယိုကကီယိုယိုကကျွန်တော်တို့6 9 4ပါတဲ့6 9 4အဲ့မှာကျွန်တော်တို့6 9 4ဆိုတော့ကျွန်တော်တို့6 9ကပို့ပြီးအားတာတယ်လို့ကျွန်တော်တို့ပြောရမှာဖြစ်ပါဗျာနော်ကဲအဲ့တော့ကျွန်တော်ကဏန်းလေးအဲဘရိတ်ကလေးကြည့်တဲ့အောင်ဘရိတ်ကတော့ဒီကနေ့ပြတ်ပါရယ်နော်ဘရိတ်ကတော့3ည5 3ဖြစ်ပါလေအဲ့မှာ3ည5ဒီ main brake ဖြစ်ပါလေတဲ့ နော်အဲ့မှာကျွန်တော်တို့တွက်မယ်ဆိုရင်ဒီတိုင်းဒီဘက်ကတ်မယ်နော်ို့ဒီလိုမျိုးကျွန်တော်တို့ထွက်တာပါတယ်အဲ့မှာကျွန်တော်တို့က main break နဲ့ပတ်သက်တာကိုကျွန်တော်တို့ကတင်ကနန်းအဖြစ်နဲ့ရွေးချယ်มาဖြစ်ပါတယ် main main break နဲ့ပတ်သက်ပြီးတင်ကနန်း မင်းမင်းနဲ့ပတ်သက်တာကိုတင်ကနန်းမင်းနဲ့ရွေးမယ်ဆိုရင်ကျွန်တော်တို့35ထိပ်35ပြိတ်ကိုပဲကျွန်တော်ဦးစားပေးရမှာပါအဲ့တော့66တိ5ပြိတ်ဖြစ်ပါတယ်69တိ5ပြိတ်ဖြစ်ပါတယ်နော်နောက်က64တိ3ပြိတ်ဖြစ်ပြီးတော့19တိ3ပြိတ်ဖြစ်ပြီး14တိ5ပြိတ်ဖြစ်ပါတယ်အဲ့အဲ့မှာကျွန်တော်တို့ကပြန်ပြီးပြောမယ်ဆိုရင်69ကအဓိကလို့ကျွန်တော်ခုနပြောခဲ့တဲ့အတွက်နော်ဒီမှာ69အာဒီ69တို့64တို့19တို့ကပို့ပြီးကျွန်တော်တို့ကအားတာတယ်လို့ပြောရမှာဖြစ်ပါတယ်เนาะ အဲ့တော့ကျွန်တော်အကြိုက်ကလေးတွေကတော့ဒီဒီကနေ့မနေ့ဘင်္ဂအတွက်ကတော့69နဲ့6419ပဲဖြစ်ပါတယ်နော်အဲ့နာပို့ပြီးတော့ကြိုက်ပါတယ်ကျန်တဲ့ဟာလေးရဒုတိယအကြိုက်နဲ့ကျွန်တော်တို့တတိယအရန်လေးတွေဖြစ်နေကျွန်တော်ကစားမှာပဲဖြစ်ပါတယ်အဲ့တော့အမျိုးတို့အနေနဲ့လည်းကျွန်တော်ကစားလို့လိုက်ကစားခြင်းနဲ့ဆိုရင်တော့ဒီကနန်းလေးတွေကစားပါမကြိုက်ဘူးငါတို့ကတော့မင်းရဲ့ထိတ်ကိုပဲယူကစားမယ်ဆိုတဲ့ထိတ်ကိုပဲယူကစားကီယိုပဲယူကစားမယ်ဆိုတဲ့ကီယိုပဲယူကစားဘရိတ်ကိုပဲယူကစားမယ်ဆိုတဲ့ဘရိတ်ကိုယူကစားပါမိမိကြိုက်နေတဲ့ကိုကစားပါနော်ဒါကတော့ကျွန်တော် ကစားမဲ့ဟာလေးကိုထုတ်ပြခြင်းပဲဖြစ်ပါလေခင်အဲတော့ဒီကနေ့တော့ဒီလောက်ပဲဖြစ်ပါတယ်အားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံပြီးဒီဗုဒ္ဓနေ့မှာအားလုံးအောင်မြင်ကြပါစေလို့ဆုတောင်းပေးဒီကနေ့ဒီဗီဒီယိုပိုင်းလေးကိုဒီမှာနေမယ်ကျွန်တော်အဆုံးတက်လိုက်ပါတယ်ဗျာ